င်္ဂလာပါတခါတလေကိုမလောက်ချင်တဲ့အရာကနေထွက်ပြေးဖို့ကြိုးစားဘူးလားဒါဆိုရင်မမဆိုင်ကြကဒီနေ့မှသသားမမီတို့ကိုလူတယောက်အကြောင်းကိုပြောပြမယ်နားထောင်လိုက်ရအောင်ဒီနေ့မှဖျားသခင်ကလူတယောက်ကိုတာဝန်တစ်ခုပေးခဲ့တယ်အဲ့ဒီတာဝန်ကဘာလဲဆိုတော့ဖျားသခင်ရဲ့လူတွေကိုနှိပ်စက်အနိုင်ကျင့်နေနင့်တို့ဝင်မျိုးစီကိုတွားပြီးတော့မှနောင်တရတောင်းပန်ဖို့အတွက်ပြောခိုင်းတာပဲဖြစ်တယ် အဲ့လိုသွားဖို့အတွက်အခိုင်းခံရတဲ့သူရဲ့နာမည်ကယောနာတဲ့ဒါပေမဲ့ယောနာကတဲ့ဖျားသခင်ခိုင်းတဲ့အရာကိုမလုပ်ချင်ဘူးတဲ့အဲ့လိုသူကတခြားနေရာကိုထွက်ပြေးတာပေါ့ယောနာကလေဖျားသခင်ခိုင်းတာကိုမလုပ်ချင်တဲ့အတွက်သူကတခြားနေရာကိုတဲ့သင်မောစီးပြီးတော့ထွက်ပြေးတယ်။သူကလေအဲ့ဒါကိုဖျက်ဆီးမသိဘူးညာထင်နေလားမသိဘူး။ဒါပေမဲ့ဖျက်သခင်ကလေယောနာစီးရဲ့သင်မောကိုလေမုံတိုင်းတွေ့အောင်ဖန်ဆင်းလိုက်တယ်တဲ့။ ကယ်ပဲဖျားသခင်ရဲ့အတန်ကိုကြားလာအေးငါ့ကိုနီးနေဝင်းမျိုးကိုသွားခိုင်းတယ်အဲ့ဒီမျိုးကလူဆိုးတွေမကောင်းတာလုပ်တဲ့သူတွေဖျားသခင်ရဲ့လူတွေကိုလည်းတတ်တယ်ဖျားသခင်ကသူတို့အပြစ်စီရင်ခြင်းကလွတ်ချင်လို့ငါ့ကိုသတိပေးခိုင်းတယ်ဘာလို့သတိပေးရမှာလဲသူတို့နောင်တရပြီတောင်းပန်နေဆိုရင်လေဖျားသခင်ကသူတို့တနာအောင်မယ်ငါပြောလိုက်တယ်မပြောနိုင်ဘူးလို့နီးနေဝင်းမျိုးကိုအပြစ်ပေးတဲ့အနေနဲ့ဖျက်ဆီးပလိုက်လို့ဂျာနေဖျားသခင်စီကထွက်ပြေးတယ်ပေါ့ တခုလောက်ပြောချင်တယ်အရာအလုံးကိုတည်တဲ့ဖျားစီကနေပုံရှောင်နေတယ်ဆိုတာမဖြစ်နိုင်တာပဲငါအဲ့ဒါကိုအခုကစပြီးနားလဲလာယောနာကသူ့ရဲ့အဖြစ်ကို သိတယ်။လေပေါ်မှာပါလာတဲ့သူတွေကလည်းအဲ့ဒီမုန်တိုင်းကယောနာကြောင့်ဖြစ်တယ်ဆိုတာလည်းသိရောတဲ့။သူတို့တွေကလေယောနာကို တခါတည်းပဲလေမုန်တိုင်းရဖို့အတွက်အဲ့ဒီသင်းမိုးဘွားနဲ့ယောနာကို တခါတည်းပစ်ချလိုက်ရောတဲ့။

ယောနခံရတာလဲနော်စိုးလိုက်တာအခုထပ်ပြီးတော့မှသူကငါးကြီးပိုက်တယ်ကိုမြူချခံရပြန်ပြီကဲသူပါဆက်လို့မလဲနော်ကျွန်တော်ဟာဒုက္ခဆင်းရဲကိုခံရတဲ့အတွက်ဘုရားသခင်ကိုအော်ခေါ်တဲ့အခါကျွန်တော်စကားကိုနားထောင်တယ်။မရဏနိုင်ငံရဲ့ဝမ်းထဲကဖြစ်အော်တဲ့စကားတန်ကိုအဖဖရားကိုတော့ကြားပါတယ်။နေရာတစ်ခုကိုဥတီနေတယ်လို့ခံစားရတယ်။တေးကြပဲ။ ကိုတော်ဟာကျွန်တော်နတ်နေတဲ့အရက်သမုတ်တရားချက်သေးကိုပြစ်ချတော်မူလို့ပင်လေရေဟာကျွန်တော်ကိုလွှမ်းမိုးကြပါတယ်ကျွန်တော်ဟာကိုတော်ရဲ့ကြမ်းတမ်းပြီးအင်အားကြီးတဲ့လှိုင်းတပိုးတွေရဲ့အောက်ခြေမှာနစ်မြုပ်ခြင်းကိုခံရပါတယ်သို့တော်လည်းကျွန်တော်ရဲ့ဖျားသခင်ကိုတော်ဟာတင်မင်းလက်မှကျွန်တော်ကိုကယ်ဆယ်ပါတယ်ကျွန်တော်စိတ်ဓာတ်ချတဲ့အခါမှာကိုတော်ကိုအောင်းမေ့သတိရတဲ့အတွက် ကျွန်တော်ဆုတောင်းပတ္ထနာဟာကိုတော်ရဲ့တန်ရှင်းတဲ့ဗိမာန်တော်ကိုဝင်ပါတယ် ဘုဒ္ဓအနန္တကိုမိဝဲတဲ့သူတို့ကပူတော့ရဲ့ခယုဏတရားကိုစွန့်ပစ်ကြတယ်ကျွန်တော်ကတော့ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့ပူဇော်ပါတယ်ကျွန်တော်တစ္ဆာတရားကိုစောက်ပါတယ်ကိုတော့ကျေးဇူးတော်ကြောင့်သာကဲတင်ခြင်းကိုခံရပါလိမ့် လောငါမှာထားတဲ့အတိုင်းကြွေးကြော်ဖို့အတွက်နိနွေပြောကြီးစီကို သွားလောကဲယောနာကကုန်းပေါ်ပြန်ရောက်လာပြီသသားသမီးတို့ရေဒီနေ့ယောနာအကြောင်းကို ကြည့်ချင်အပြည့်တစ်ဖះစကားကို နားထောင်ရမယ်နေ့ဖះသခင်ကလူတိုင်းကိုချစ်တယ်နော် သုံးဘုရားသခင်ကမာမန်သိတဲ့လူတွေကိုဒုတိယအချိန်အခွင့်ရေးပေးတယ်ဆိုတာကိုသိမြင်ရမယ်နော်။ကဲနောက်လာမယ့်အပိုင်းတွေမှာဒီထက်ပိုပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆက်ပြီးတော့မှစောင့်ကြည့်ပေးနေနော်။အခုတော့စုတောင်းခြင်းနဲ့အဆုံးသတ်လိုက်ရအောင်အဖဖေကကိုရောရဲ့ဇကားကို မနာခံမိတဲ့အခါခွန့်လွတ်တတ်ပါနိနဝေမြို့သားတွေလိုမကောင်းတဲ့သူတွေကိုတော့ချစ်တတ်ဖို့ တွင်တင်ပေးပါသခင်ယေရှုနာမကိုအမိပြုလက်ဆုတောင်းပါ၏အာမင်